City Home ရဲ့နှစ်စဉ်ကျင်းပမယ်ဖြစ်တဲ့ Nationwide Promotion 2016ကန်ဆယ်မဲ့အစီအစဉ်လာပါပြီခင်ဗျာ။တူးစုငွေသားသိန်းကြပြင်းဒေသိန်းစု၅စုနဲ့တခြားတန်ဖိုးကြီးစုမဲများစွာကိုပေးရသွားမှာမို့ရင်ခုန်ကန်ဆန်းကြပါဦး။မြူသောပြောက်ွက်လူနီးပါအခြေအနေနဲ့ကြုံနေရတဲ့ Gorilla မျိုးဝင်တကောင်ကို American Clay ဆိုင်ရုံတစ်ခုမှအအောင်မြင်မြွေမွေးဖွားပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီရီကိုမြို့က Safari ဒိတ်ဆိုင်ရုံမှာအနောက်ပိုင်းမြင်းနှင်းဒေသ Gorilla မျိုးဝံအမလေးတကောင်ဖွားမြင်ခဲ့တယ်လို့တရိတ်ဆိုင်ရုံတာဝန်ရှိသူတွေကပြောပါရယ် မူပွားချိန်မှာအဲ့ဒီဂေါ်ရီလာမျိုးဝံမာလေးကကိုလေးချိန်၄ပေါင်ရှိပါတယ်။မျိုးဝံထီးကြီးဝမ်စတန်နဲ့မျိုးဝံမာကြီးကိုကိုမိုတို့ဆုံတဲ့အတွက်ဒုတိယရှင်သွေးလေးရရှိခဲ့တာလို့သိရပါတယ်။ကိုကိုမိုအနေနဲ့ကတော့၆ချိန်မြောက်တားပေါက်ခြင်းဖြစ်ပါတယ်။အော်တိုဘာ၁၈ရက်ညပိုင်းမှာမျိုးဝံလေးမွေးခဲ့တာပါ။တရိတ်ဆိုင်ရုံဝန်ထမ်းတွေမနေ့ပိုင်းလှောင်ရင်ဝင်ကြည့်တဲ့အခါကျတော့မျိုးဝံပေါက်လေးကိုသူ့အမေကပွေ့ချီထားပါတယ်လို့ဆန်နီရီကိုစာဖာရီတရိတ်ဆိုင်ဝန်ရဲ့ဝန်ထမ်းကြီးရာအကြီးအကဲပက်ကီစန်တန်ကပြောပါတယ်။ စက်တန်ကမြုံပုံလေးတွေကကိုလေးချိန်၃ပုံခွဲနဲ့၄ပုံခွဲကြမှာပဲရှိတဲ့ကြတယ်အရန်သေးတယ်ဒါကြောင့်အမေဖြစ်တဲ့မြောင်းဝန်မကြီးတွေကရင်ဘက်မှာအရန်ကပ်ပြီးပွတ်ချီထားလေးရှိပါတယ်ဒါကြောင့်မြောင်းဝန်လေးကိုတကောင်လုံးတော့တေးချမမြင်ရဘူးတခါတလေမှမျက်နှာလေးလက်ကလေးလောက်မြင်ရတတ်တာပါလို့ရှင်းပြပါတယ်အနောက်ပိုင်းမြင်နေတဲ့ဒေါ်ဂေါ်ရီလာတွေဟာအရေးအတွက်တစားထက်တစားကြဆင်းလာတဲ့အခြေအနေကြောင့်နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးယူနီယံကမျိုးတုံးလူနီးပါးအနေနဲ့ချုပ်နေတဲ့မျိုးစိတ်တွေစီရင်မှာထည့်သွင်းသတ်မှတ်ထားတယ်လို့သိရပါတယ်ရှင်